trader တွေကသူတို့ရဲ့အမျက်နဲ့ဆုံးရှုံးမှုကိုဘယ်လိုကာကွယ်သလဲဆိုတာကိုစဉ်းစားဖို့ပါဒလား trader အများစုကတော့ RRR risk reward ratio လို့ခေါ်တဲ့ price range တူကိုအသုံးပြုကြပါတယ်ဒါကတော့ဈေးနှုန်းဇယားဖြစ်ပါတယ်ဒီလိုအချိန်မှာ position တစ်ခုဝင်ကျင်ပြီဆိုပါစို့ two box ထဲကနေ price range 2ကိုတုံးလိုက်ပါအဝင်ဈေးကနေအမြတ်ရမယ် take profit level အထိကိုဆွဲလိုက်ပါအမြတ်ရမယ့်နေရာကဒေါ်လာ120ဆိုကြပါစို့ဒါတော့တင်ရလာနိုင်တဲ့အမြတ်ဖြစ်ပါတယ် ီးတော့ကိုယ့်ရဲ့အဝင်ဈေးကနေ stop loss အထိကိုထပ်ဆွဲလိုက်ပါဒေါ်လာ90ဆိုကြပါစို့ဒါတော့ risk zone ဖြစ်ပါတယ်အခုဆိုရင် risk နဲ့ reward ကိုတခြားသိသွားပြီဖြစ်ပါတယ်ဒါပဲအများစုကလုံလာကြတာဖြစ်ပါတယ်ဒီနည်းလမ်းကိုအသုံးပြုခြင်းဟာလဲစမတ်ကြကြ trade လုပ်ခွင့်ပေးထားပါတယ်တန်းနေဆဲလင်းလဲလုံးဆရာမလိုပါဘူးဘာကြောင့်လဲဆိုတော့တကယ်လို့ risk က reward ထက်ပိုများမယ်ဆိုရင်ကိုယ့်ရဲ့ trade ကိုတေချာစဉ်းစားသင့်ပါတယ် ကိုယ့်ရဲ့ train လောက်တာပုံမအောင်မြင်မှုဆိုရင်တော့ဒီနီးလောက်ကို indicator တွေနဲ့တွဲသုံးသင့်ပါတယ်။ဒါကတော့ pro sensor train လောက်တဲ့နီးဖြစ်ပါတယ်။ RRR ကိုအသုံးပြုပါ။နောက်ထပ် trading နေအကြောင်းအတွက် like and follow လေးလောက်ထားပြီးနော်